မင်းအွန်လိုင်းကမြန်မာနိုင်ငံကြီးနဲ့ဒီဗမာတီကြီးနဲ့မြန်မာစစ်တပ်ကိုသူကဘောဘောပိုင်ပစ္စည်းလို့သဘောထားဖို့ရတယ်တန်မိုးထားဖို့တော့မဟုတ်ပါဘူးမနက်ဖြန်မက်လာ28ရက်နေ့ကကျွန်တော်မြန်မာစစ်တပ်ဘက်ကတော့သူတို့ကိုသူတို့တတ်မတော်နေလို့သတ်မှတ်ထားရင်နေဖြစ်ပြီးတော့ဒါဖက်စစ်တော်လှန်ရေးနေလို့လေဒါတောက်လျှောက်ကျွန်တော်တို့အတိုက်ခံအင်အားစုတွေဒါတမိုင်းကြောင်နဲ့ပတ်သက်ပြီးတည်တဲ့သူတွေကတော့သတ်မှတ်ခေါ်ဆိုကြတာတွေ့ရတယ်အဲဒါကျွန်တော်2021ခုနှစ်ຫນွေဦးတော်လှန်ရေးနောက်ပိုင်းမှာတော့ ဒီ match လ28ရက်နေ့ကိုကျွန်တော်တော်လိုင်းအေအာစုရဲ့ facet တော်လိုင်းနေ့အဖြစ်ပဲသုံးဆွဲတာကိုနင်းရတယ်တတ်မတော်နေ့ဆိုတော့တော့ဒါဒီမှာစစ်တက်နေသူ့ရဲ့အပေါင်းပါတွေကတော့တောက်လျှောက်သုံးဆွဲလာတာတွေ့ရတယ်အခုဒီ video ဘာအကြောင်းလဲဆိုတော့ match လ28ရက်နေ့မှာ main အောင်လိုက်ပြောခဲ့တဲ့မိကွန်းနေအကြောင်းကိုကျွန်တော်ပြန်ဖက်ကြည့်မိပါတယ်ပြန်ဖက်ကြည့်မိပြီးအဲ့ဒီကသူဘာတွေပြောခဲ့လဲဆိုတဲ့အချက်တွေကိုစဉ်းစားထားပြန်လည်သုံးသပ်ထားတဲ့ video ပေါ့ဗျာအဲ့တော့2021ခုနှစ်ဒီ February 1ရက်နေ့မှာစစ်တက်ကအာဏာသိမ်းပြီးတဲ့အချိန်ကနေစပြီးတော့ ကျွန်တော်တို့ဒါ21 22 23 24ဆိုပြီးတော့ဒီ match လ28ရက်နေ့ပေါ့နော်ဒီကကျွန်တော်၄ချိန်ကြုံခဲ့ပြီးသွားပြီအဲ့တော့ဒီ၄ချိန်နဲ့ပတ်သက်တဲ့ဒီ၄ချိန်မှာ main online ပြောခဲ့တဲ့ main ကွန်းတွေကလည်းကျွန်တော်တို့အဲဒီမြန်မာစစ်တပ်ကလွှမ်းမိုးထားတယ်ဒါပြန်ကြိုင်းဝင်ကြီးဌာနထုတ်တဲ့မြန်မာလင်းတို့ဂျင်းမုံတို့ဒီလိုသတင်းစာတွေမှာဆိုရင်အနည်းဖော်ပြတာတွေ့ရတယ်အဲ့တော့20ခုနှစ်ပေါ့နော်2020ခုနှစ် မက်လာ29ရက်နေ့မိကွန်းမှာတော့မင်းအောင်လိုင်ကဒိုက်ရိုက်ပြောတဲ့ပုံစံမျိုးကျွန်တော်တို့မတွေ့ရဘူး။အဲတဆင့်ခံပြောပြီးပြန်ရေးထားတဲ့ပုံစံမျိုးနဲ့ပြောကြတာတွေ့ရတယ်ဗျာ။ဥပမာတော့ဘာဖြစ်ကြောင်း၊ညာဖြစ်ကြောင်း ဆိုပြီးတော့မဆုံးနိုင်တဲ့အကြောင်း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 တွေကိုကျွန်တော်တို့တွေ့ရတယ်။အဲ2022ကစပြီးတော့မင်းအောင်လိုင်ကတော့မိကွန်းပြောရင်ဒီသတင်းစာတွေမှာဖော်ပြပြီးဆိုရင်တော့ဒိုက်ရိုက်ပြောတဲ့ပုံစံနဲ့ရဲဘော်တို့ဆိုပြီးအစချီပြီးတော့ပြောတာတွေကိုလည်းကျွန်တော်တို့တွေ့ရပါတယ်။ ဒါတော့သူရဲ့ဒါဖော်ပြချက်တဲ့ပတ်သက်တဲ့ပုံစံလေးပေါ့နော်အဲ့တော့သူဘာတွေပြောလဲပေါ့ဒီမက်စလာ29ရက်နေ့မှာသူမိကွန်းပြောပြီးဆိုအနည်းငယ်အခုကျွန်တော်ကြည့်ကြည့်တော့ဒီဘက်၄နှစ်မှာဆိုသူအပိုင်း၃မိုင်းအနည်းပြောတာကိုတွေ့ရတယ်အဲ့ဒါနံပါတ်၁ကဘာလဲဆိုတော့အဲစစ်တပ်ရဲ့တမိုင်းပေါ့နံပါတ်၁ကစစ်တပ်ရဲ့တမိုင်းပြောမယ်နံပါတ်၂ကတော့လက်ရှိအခြေအနေနဲ့သူတို့ဘာတွေလုပ်နေလဲပေါ့နော်အဲနံပါတ်၃ကတော့သူဒါဘယ်လိုပြောမလဲအတိုက်ခံအင်အားစုတွေတော်လိုင်းအင်အားစုတွေရောအပြစ်ဖော်တွေစကားတွေ ။နော်ဒါအတိုင်းတည်းကိုထက်လို့ထက်စီးလုံးနေတယ်ဆိုတော့သူတို့ရဲ့အမြင်ကိုဖော်ပြတာမျိုးပဲ။ဒါတောက်လျှောက်ပတ်တန်တစ်ခုလို့သူတို့ပြောနေတာကိုကျွန်တော်တို့တွေ့ရပါတယ်။အဲ့တော့ပထမဆုံးကျွန်တော်တို့သူပြောတဲ့၃ပိုင်းနေရာပထမတစ်ပိုင်းပေါ့နော်။ဒီစစ်တက်ကအကြောင်းပေါ့။တမိုင်းကြောင်းတက်မတော်ရဲ့တမိုင်းကြောင်းပေါ့။သူတို့အခုဆိုရင်ကျွန်တော်ပြန်ကြည့်မယ်ဆိုရင်အနည်းငယ်သူဘာပြောလဲဆိုတော့တက်မတော်ဘလို့ဖွဲ့စည်းလာတယ်၊ဘယ်အချိန်နဲ့ဆက်ရှိလာတယ်ဆိုတော့ပရိသတ်ခက်ကနေချိတ်ဆက်ပြီးပြောတာတွေ့ရတယ်။ ခဏရောက်တည်ပြီးသားတရားတဲ့ကျွန်တော်ပထမနေပါနိုင်ငံဒုတိယနေပါနိုင်ငံတတိယနေပါနိုင်ငံပေါ့နော်အဲ့လိုကုန်းပေါင်းတို့နော်ဟိုကျွန်တော်တို့ပကံတို့အင်းဝါတို့နော်ဒီတောင်ငူတို့ဒါမျိုးတွေကိုဆက်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 ပြောလာပြီးရောဒီသမိုင်းကြောင်းကြီးကိုသူကဆွဲထည့်လာအမှန်တကယ်ဒီသမိုင်းကြောင်းကဘာလဲဆိုတော့ပရိသတ်ခေတ်သမိုင်းကြောင်းပဲဖြစ်တယ်ဒီပရိသတ်ခေတ်သမိုင်းကြောင်းမှာကျွန်တော်တို့လူမျိုးစုတွေဒီမြန်မာမဟုတ်တဲ့လူမျိုးစုတွေကလည်းသူ့ဘက်သူထီးနန်းနေရှိရသူရှိရအုပ်ချုပ်ရေးစနစ်ရှိရလူ နောက်နောက်စော်ဘွားတို့ကျွန်တော်တို့တောင်ပိုင်းတို့တောင်အုပ်တို့ဒူးဝါတို့အုတ်ချော်ရေးစနစ်ပုံစံမျိုးစုံရှိနေတဲ့ကာလကြီးအဲဒါအဲ့ထဲမှာမှဒီမြန်မာလူမျိုးတွေမြန်မာပြည်သတိကတမိုင်းကြောင်းပဲအနေနဲ့ပေါ်ပြပြောပြီးတော့သူသည်အနေနဲ့ဇက်လိုက်ပဲအဲမြန်မာလူမြန်မာနိုင်ငံမြန်မာပြည်သတိနိုင်ငံမြန်မာတက်မတော်ဒါဒီဇက်လိုက်ဆိုတဲ့ပုံစံမျိုးအနေပြောတယ်အပြောပြီးဆိုရင်သူကဘာနဲ့ချိန်လဲဆိုတော့ဒါဘိုဂျောင်းဆန်တို့ဒါဂျပန်မှာသွားပြီးထူထောင်တဲ့ BIA BDA နောက်နောက်ပြီး PBF နောက်ဘာမအာမီအဲ့ရနေချိန်ပြီးတော့ကျွန်တော်လွတ်လပ်ရပြီး ကာလာအထိဒီတက်မတော်ရဲ့တမိုင်းချောင်းဆိုတာကြီးကိုတို့အခိုင်အမာတိဆောက်ပြီးပြောတာကိုကျွန်တော်တောက်လျှောက်တွေ့ရတယ်။အဲဒါတွေကအခုဒါကျွန်တော်တို့ကຫນွေဥတော်လှန်ရေးဖြစ်သွားတော့ຫນွေဥတော်လှန်ရေးထဲမှာဒါဒီလူမျိုးစုလက်နက်ကင်တော်လှန်ရေးအင်အားစုတွေမဟုတ်တဲ့ဟောအစောပိုင်းဒီမြန်မာအင်အားစုတွေကတော့အရင်တော့တို့လည်းဒီတမိုင်းချောင်းကိုပဲနှစ်သက်လက်ခံကြတာပါ။အဲအခုဆိုရင်တော့ကျွန်တော်တို့တမိုင်းအနေနဲ့မတူတာတွေကိုကျွန်တော်တွေ့ရမယ်။အဲ့တော့မင်းအောင်လိုင်ကတော့သူတောက်လျှောက်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတည်းကမြန်မာဗဟိုတ္တုเนาะမြန်မာဆိုရင်ညမှာကျွန်တော်လူမျိုးကိုဆိုလိုခြင်းဖြစ်ပါတယ်မြန်မာလူမျိုးဗဟိုတ္တုတဲ့ တမိုင်းချောင်းအနေနဲ့ပဲသူဆက်ဆက်ပြီးတော့တောက်လျှောက်ပြောတာကိုတွေ့ရပါတယ်။အဲဒါဒီသူတို့စစ်တပ်ဒီဒါဘလောက်ထိအင်အားခိုင်ပါလဲတမိုင်းချောင်းတောင့်တင်းလဲဆိုတဲ့ဟာကိုတမိုင်းလက်ဝက်ကြီးအုပ်တဲ့အနေနဲ့ပြောဆိုနေတယ်လို့ကျွန်တော်သုံးသပ်လို့ရတယ်။အဲမှဆိုရင်လဲသူကဒီလွတ်လပ်ရပြီးနောက်ပိုင်းကိစ္စကိုပြောမယ်ဆိုရင်လဲဒါတီရင်းရန်နဲ့တီပရန်ကိုသူတို့ကာကွယ်တယ်ပေါ့နော်။အဲတီရင်းရန်ဆိုရင်ပြောရင်အာဒါကျွန်တော်တို့ဒါ February Matchline 28ရက်နေ့1948ပေါ့ဗျာ။ အဲဒါဒီရင်းစစ်စရဲဆိုပြီးတော့အဲ့မှာဒီဘဂဗဘဗမာဒီကွန်နေနပါတီရောအပြစ်တင်မယ်ပြောပြီးတော့အစင်လိုက်ဒီတိုင်းသားဒီလူမျိုးစုလက်နက်ကင်တော်လိုင်းအင်အားစုတွေရောအပြစ်တင်တဲ့ဇာတ်ရည်သူပြောမယ်နောက်ဒါတွေဖြစ်လာတဲ့ root cause ဆာဘာကြောင့်လဲဆိုကိုလိုနီရဲ့တက်ရှို့သွေးခွေမှုဆိုတော့ဒါဖန်တရားတည်နေတဲ့နော်ဒါဟိုလက်နှီးစုပ်ဖြစ်နေပြီးသားတမိုင်းကြောင်းအနေအထားနေပဲသူဆက်ပြီးပြောတာကိုကျွန်တော်တွေ့ရမယ် ဒီပရန်ဆိုရင်အနည်းနဲ့တော့တရုတ်ပြည်ကျူးကျော်မှုကိုပြောတယ်။အဲနောက်ပိုင်းနေမှာဆိုရင်သူဒီမူဂျာဟစ်ပေါ့နော်မူဂျာဟစ်ဒါရခိုင်ပြည်မှာဖြစ်တဲ့မူဂျာဟစ်လှုပ်ရှားမှုအကြောင်းကိုပြောရင်ကလဇိုးတောင်းချမ်းသူဆိုတဲ့ဘဝရာကိုလေထည့်ပြီးသုံးတာကိုကျွန်တော်တွေ့ရတယ်။အဲသူအဲ့နာမှာသူဒီတမိုင်းကြောင်းဇက်နာပြီးတဲ့အခါမှာရန်ကုန်အစိုးရဆိုတဲ့နေရာကနေပြီးတော့ဒီမြန်မာတပ်မတော်ကနေပြီးတော့ဘလို့ဒီတိုင်းပြည်ကိုပြန်လေကေတင်ခဲ့ရတယ်ဆိုတဲ့အကြောင်းတွေကိုပြောတာကိုကျွန်တော်နားထောင်အောင်မှာဖြစ်တယ် အပီလေးပြီးတော့ဘာဆက်လာမလဲဘာသာအရန်ရိုးရှင်နဲ့60နှစ်မှာတည်တော်စုတျော်ကွေးမဲ့ NGO နေမှာစစ်တပ်ကဘလို့ကာကွယ်တယ်88မှာနော်ဒီဒီမိုကရေစီရေးလှုပ်ရှားမှုကြောင့်တိုင်းပြည်ကမင်းမဲဝါဒဖြစ်နေတာကိုဘလို့ကာကွယ်တယ်ဒါကိုပြောမယ်ဒါပေမဲ့အခုသတိထားမိတာပါလဲဆိုတော့2021 22ပြောတဲ့အခါမှာသူဒီ2015ကိုကန့်အခြေအနေကိုသူအငြင်းနဲ့ထည့်ပြောတာကိုတွေ့ရတယ်အမှန်တကယ်ဟိုတိုက်ပွဲကြီးတွေဖြစ်ခဲ့တာညီမဒီဗမာပြည်ဒီမင်းသက်တမိုင်းမှာတခြားပြောတဲ့အရာအများကြီးရှိပေမဲ့သူကာကွယ်ဦးစီးချုပ်ဖြစ်ပြီးတော့သူနိုင်နေထင်တဲ့ point ကနေ သူသူဒီကိုကံပေါ့နော်ဒီ2015အခြေအနေကိုသုံးသပ်ပြီးတော့သူပြောတာမျိုးလေကျွန်တော်တို့တွေ့ရပါတယ်အဲဒါကတော့ညာညီမစစ်တက်ခဲ့သူတမိုင်းကြောင်းအနေကိုကျွန်တော်တို့ဒီကနေပြီးတော့ကျွန်တော်တို့တွေ့လို့ရတယ်ဒါပေမဲ့အရေးကြီးဆုံးအချက်ကဘာလဲဆိုတော့ဒီတမိုင်းကြောင်းအနေဒီမင်းအောင်လိုင်ပြဿနာကထွက်မှာမဟုတ်ဘူးညနော်ဒါအစင်ဆက်ကျွန်တော်တို့တမိုင်းစာအုပ်ညီမတမိုင်းစာအုပ်တော်တော်များများမှာညီမဘာသာနဲ့ရေးတဲ့တမိုင်းစာအုပ်တွေရောနော်နောက်တစ်ခါကျတော့ဒီတက်မလို့တမိုင်းဆိုပြီးသူတို့ရေးထားတဲ့ကိစ္စတွေမှာရောဒီအမြင်ဒီရှုထောင်းနေပဲဇက်တိုက်ဆိုလို့ပြောနေတာကိုကျွန်တော်တို့တွေ့ရပါတယ် ပြီးွားပြီဆိုရင်ကျွန်တော် keyword တွေအနေနဲ့ကြည့်မယ်ဆိုရင်ဒီဒုတိယပိုင်းဆိုရင်ဘာတွေလာမလဲဆိုတော့အဲကျွန်တော်ဒုတာဝင်အရေးသုံးပါအကြောင်းလာမယ်တီတော်စုမပြုတ်ကွေးအကြောင်းလာမယ်နောက်နောက်တစ်ခါကျရင်ကျွန်တော်တို့အခု covid ကာလပြီးခဲ့တဲ့ကာလတွေမှာ covid နဲ့ရင်ဆိုင်နေတဲ့အချိန်မှာမြန်မာတပ်မတော်ကဘာတွေလှုပ်ဆောင်ခဲ့တယ်ဆိုတဲ့အကြောင်းတွေလာမယ်ဒီလိုဒီလိုပေါ့တမိုင်းစင်ဆက်အပြင်ကိုသူတို့ရဲ့တပ်မတော်ရဲ့လှုပ်ရှားဆောင်ရွက်မှုတွေမြန်မာစစ်တပ်ရဲ့လှုပ်ရှားဆောင်ရွက်မှုတွေဆိုတဲ့ကောင်းကြောင်းပေါ့ဗျာတကယ်ဟိုလုံးဝပြင်းပြမဲ့မထင် စစ်တပ်ကြီးအကြောင်းကိုခင်ဗျားတို့နားထောင်အောင်မှာဖြစ်ပါတယ်ကျွန်တော်ထင်တယ်အဲပြည်သူတွေကိုအဲဒီတော်လှန်ရေးတော်လှန်ပြည်သူတွေကိုတော်တော်များများတော့เนาะကျွန်တော်တို့ဟိုဒီမိကွန်းတွေကိုလည်းနားထောင်ကြားလိမ့်မယ်လို့တော့ကျွန်တော်မထင်ဘူးဗျဒါပေမဲ့ဒါဒီကျွန်တော်တို့ဒါလေးလာသုံးသက်တဲ့ကိစ္စဖြစ်တဲ့အတွက်ကျွန်တော်ဒီနေရာမှာဟိုထည့်သွင်းပြီးတော့ဒီဗီဒီယိုလေးကိုလုပ်ထည့်တာပေါ့เนาะအဲ့တော့2023မှာဆိုရင်သူဘာတွေပြောလာလဲဆိုတက်သွင်းစီကံထိန်းသိမ်းရေးအကြောင်းနေအဲစီးလုံးညညရေးအကြောင်းနေဒီတက်မတော်စီးလုံးညညရေးဆိုရင်ခေါင်းစဉ်ပိုင်းကို ပြောလာတယ်။နောက်တပ်မတော်စီးလုံးညီညွတ်မှဒါတပ်မတော်ဒီတိုင်းကြီးကိုစောင့်ရှောက်နိုင်မယ်။ဒါမှအမျိုးသားရေးတာဝန်ကျင်မယ်ဆိုတဲ့ရှုထောင့်တွေကိုပြောတာကိုကျွန်တော်တွေ့ရတယ်။ဒီနေရာမှာဘာကြောင့်2022 23လောက်မှာတပ်မတော်အကြောင်းပြောလာလေဆိုတဲ့အခါကျတော့ CDN ကိစ္စတွေပါ။နော်ကျွန်တော်တို့ဒါဟိုဒီတည်သူဘက်မှာရက်တီလာတဲ့ကျွန်တော်တို့ဒီမြန်မာစစ်တပ်ကနေပြီးအရာရှိတွေရောနော်အခြားအဆင့်တွေရောရဲဘော်တွေရောအကုန်လုံးရဲ့ဒါဒီအခြေအနေကိုရှိတဲ့အခါကျတော့သူကတပ်မတော်စီးလုံးညီညွတ်ရေးဆိုတာကိုတပ်မတော်မပြောကွေးရေး နော်တက်တွင်းစီးလုံးညီညွတ်ရေးဆိုတဲ့အပိုင်းကို focus လုပ်တာကိုတွေ့ရတယ်။အဲ့တော့တက်တွင်းစီးလုံးညီညွတ်ရေးကိုဘာကြောင့်သူပြောလဲဆိုတော့မြန်မာစစ်တပ်ကတစ်ချိန်လုံးကြောက်နေတဲ့အန္တရာယ်ကပါလေဆိုတော့တမတော်ပြုတ်ကွဲမဲ့အန္တရာယ်ပေါ့နော်။သူကထားအင်မတန်ကြောက်တယ်။အဲ့တော့ after 88မှာ1988ခုနှစ်နောက်ပိုင်းမှာဆိုရင်လေဒါသူကဒေါအောင်ဆန်းစုကြည်ကိုဘာနဲ့ဆွဆွဲလဲဆိုတော့တမတော်ထုတ်ခွဲသူအနေနဲ့ဆွဆွဲခဲ့တာကိုကျွန်တော်တို့တွေ့ရပါတယ်။အဲ့တော့တတိယပိုင်းဆိုရင်သူဘာတွေပြောလဲဆိုတော့လက်ရှိ current issue ကိုသူပြောပြီပေါ့ဗျာ။ပြောပြီဆိုရင် um NUG CRPH နော်အဲ NUCC NLD ပေါ့ NUCC တော့တိတ်မပေါအောင် NLD တော့ကျွန်တော်ခဏခဏတွေ့တယ်အဲဒါတွေကိုသူအပြစ်တင်စကားတွေနော်နောက်တစ်ခါကျတော့တိုင်းရင်းသားလက်နက်ကင်တွန်လှန်ရေးအင်အားစုတွေပေါ်မှာပေါ့နော်တော့အပြစ်တင်စကားတွေဒီလူတွေကဒါတိုင်းပြည်ကိုမငင်းချမ်းအောင်လုပ်နေတယ်တကူကောင်းဆန်နေနေနေချစ်ထွင်းရင်လုပ်တယ်နော်ဒါမျိုးတွေနဲ့သူသုံးသက်ပြောမယ်ပြောရရင်အရေးကြီးဆုံးအချက်ကပြောရရင်ဒီကျွန်တော်ရှမ်းနှစ်ယောက်ကချင်နဲ့ရခိုင်ဒေသတွေရဲ့တွန်လှန်လှုပ်ရှားမှုတွေကိုသူကဘာနဲ့ချိတ်ဆက်ပြီးပြောလဲဆိုတော့အဲဒါမူရစေဝါ အဲ့ဒီရေဒါမူရစေဝါလုပ်တဲ့သူတွေနော်မူရစေဝါနဲ့တိုက်တီကိုထက်ဖို့ကြိုးစားနေတဲ့သူတွေဆိုတော့ရှုတော်နေပြောတာကိုလေကျွန်တော်တွေ့ရပါလိမ့်မယ်ဒါအရောမင်းအောင်လိုင်းရဲ့ဒီမက်လ29ရက်နေ့မိကွန်းနေမှာဖန်တရားတည်နေတဲ့အကြောင်းတွေကိုကျွန်တော်ပြောပြခြင်းဖြစ်ပါတယ်ခင်ဗျားတို့နားညောင်းပါလိမ့်မယ်ဒါမှကျွန်တော်မပါတဲ့အကြောင်းတွေကိုလည်းနည်းနည်းပြောလို့ရတယ်မပါတဲ့အကြောင်းတွေမပါတဲ့အကြောင်းတွေဆစ်ရှုံးနေတဲ့အကြောင်းတွေဘရောမပါဘူး ပြည်သူကိုဖိစီးနှိပ်စက်တပ်ဖြတ်နေတဲ့အကြောင်းတွေဘရောမပါဘူးအဲဒီမိုကရေစီစိတ်သုံးအောင်လှုပ်ကြံနေလှုပ်လှုပ်ဆောင်နေတဲ့အကြောင်းတွေအဲတပြိုင်တည်းမှာပဲကျွန်တော်တို့လူ့အခွင့်အရေးကိုဖိနှိပ်ချိုးဖောက်နော်ဟို human right the violation ပေါ့နော်လူ့အခွင့်အရေးချိုးဖောက်မှုတွေအကြောင်းဘရောမမပါပါဘူးဒီမိကုန်းနေတဲ့မှာအဲ့တော့ကျွန်တော်နတ်ဖန်ဆိုရင်ဒါမြန်မာစစ်တပ်ထူထောင်တဲ့နှစ်80မြောက်ဒါသူတို့အခုတတ်မတော်နေဖြစ်ပါလိမ့်မယ်အဲဖြစ်တော့ကျွန်တော်စိတ်ဝင်စားတဲ့အချက်ကပါလေဆိုနတ်ဖန်သူပြောတဲ့အထက်မှာ အခုလက်ရှိတော်လိုင်းအင်အားစုတွေကမျိုးပေါင်း64မျိုးထိမ့်သိမ်းထားတယ်ဆိုတဲ့အကြောင်းတိမ့်ပတ်အုပ်ချုပ်နေတယ်ဆိုတဲ့အကြောင်းပါမှာလားတိုင်းစစ်ဌာနချုပ်နှစ်ခုအပါအဝင်ကျွန်တော်တို့ဒေသကုတ်ကေရေးစစ်ဌာနချုပ်တွေဖြစ်တဲ့ဒါကာဆစစ်စင်ရေးကုတ်ကေမှုဌာနချုပ်တွေဖြစ်တဲ့စကခရီနော်ဒါရီတိမ့်ပတ်ခံရတဲ့အကြောင်းတွေပါမှာလားအရေးကြီးဆုံးကတော့ကျွန်တော်တို့ဒါဘုံမူကြီးဘုံမူချုပ်လေဗယ်အထိပေါ့နော်အဆင့်အထိဖန်စီခံရတာတိုက်ပွဲမှာကြာဆုံးတာနောက်နောက်တခါ ကျွန်တော်တို့အလဲကျူထောင်ပြီးလက်နဲ့ချရတဲ့ကိစ္စတွေစစ်တုံ့ပြန်ဖြစ်သွားတဲ့ကိစ္စတွေကိုပါမာလားပေါ့ကျွန်တော်ထင်ပါတယ်မင်းအွန်လိုင်းဒီစကားတွေကိုထုတ်မပြောရဲပါဘူးပါမာလည်းမဟုတ်ပါဘူးအဲ့တော့ဒီနေရာမှာကျွန်တော်တို့ဟိုသတိထားမိရလေးတစ်ခုကိုပြောရင်းနဲ့အဆုံးသတ်ချက်နဲ့အဲ့ဒါတော့ဗာလဲဆိုတော့ကျွန်တော်စောစောကပြောသလိုပဲ2022နောက်ပိုင်းအစပြီးတော့သူကမိကွန်းနေမှာဒို့ဆိုတဲ့စကားကိုခဏခဏထည့်ပြောတယ်အဲသူ့ကိုသူညှင်းဆိုတာလားဒီဒို့ဆိုတာဒီမြန်မာစစ်တပ်ကြီးပေါ့သူတို့ခုတက်မတော်ကြီးတစ်ခုလုံးကိုညှင်းဆိုတာလား သောမအဲ့တမတော်ကြီးတစ်ခုလုံးပါပဲသူ့ရဲ့ဒီစစ်တပ်ကြီးတစ်ခုလုံးပါပဲသူ့ရဲ့လက်ဝေကန်သူ့ရဲ့မိသားစုပိုင်ဘိုးဘွားပိုင်အနေနဲ့နှွန်းဆိုပြီးသူကဒို့ဒို့နဲ့ပြောနေတာလားတော့စိတ်ဝင်စားဖို့ကောင်းတယ်ကျွန်တော်ထင်တယ်အာမင်းအွန်လိုင်းကမြန်မာနိုင်ငံကြီးနဲ့ဒီဗမာတီကြီးနဲ့မြန်မာစစ်တပ်ကိုသူကဘိုးဘွားပိုင်ပစ္စည်းလို့သဘောထားဖို့ရတယ်တန်ဖိုးထားဖို့တော့မဟုတ်ပါဘူးအိမ်တိုင်ကိုရောင်းပြီးဖဲပုံရိုက်တဲ့ဟိုအကျင့်မျိုးနဲ့တိုင်းပြည်ကိုဟိုဖွမွေးပြကြအောင်လုပ်မဲ့လူတယောက်ကအတွေးခေါ်လို့ပဲတုံ့တန်ရင်ねကျွန်တော်ဒီနေရာမှာနေကုန်းချုပ်လိုက်